ပြီးခဲ့တဲ့နှစ်ကចောင်းသားဆန္ဒပြပွဲတွေကိုအကြမ်းဖက်ဖြိုခွင်းဖို့အမိန်ပေးခဲ့မှုနဲ့ဖြုတ်ချခံခဲ့ရတဲ့ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာကိုစစ်ရာဇဝတ်ခုံရုံးကတင်းလာနေမှာတည်တံအမိန်ချမှတ်လိုက်ပါတယ်။ဒါကမြို့တော်မှာရှိတဲ့နိုင်ငံတကာရာဇဝတ်ခုံရုံးကရှိတ်ဟာစီနာမရှိဘဲနဲ့မျက်ကွယ်တည်တံချမှတ်ခဲ့တာပါ။ဒီက2024ခုနှစ်အောက်တိုဘာလကဆန္ဒပြမှုတွေကြောင်းပြုတ်ကျခဲ့ပြီးနောက်အိန္ဒိယနိုင်ငံကိုထွက်ပြေးတင်းရှောင်နေတာဖြစ်ပါတယ်။တရားဝင်ကသူမကိုလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုများအတွက်ထောင်နဲ့တသက်နဲ့ လူသက်မှုများအတွက်သေတမ်းဆိုပြီးပြစ်ဒဏ်နှစ်ခုကိုချမှတ်ခဲ့တာပါအိန္ဒိယမှာခွန်လုံးနေတဲ့အသက်88နှစ်အရွယ်ရှိတ်ဟာစီနာကတော့ဒီတရားစီရင်မှုကိုပယ်ချလိုက်ပါတယ်ဒါနိုင်ငံရေးရလုံခြုံတဲ့ဟန်ပြပွဲတစ်ခုပါပဲတရားမဝင်ဖွဲ့စည်းထားသောတရားရုံးတွေကနေအပြစ်ရှိတယ်ဆိုတာကြိုတင်ဆုံးဖြတ်ပြီးသားလို့သူကရိုက်တာသတင်းဌာနကိုပြောကြားခဲ့ပါတယ်သူရဲ့သားဖြစ်သူကလည်းသူတို့ရဲ့ Our Me League Party ပါဝင်တဲ့ဒီမိုကရေစီနေကြရွေးကောက်ခံအစိုးရတရဲ့မတက်လာမခြင်းဒီစီရင်ချက်ကိုအယူခံမှာမဟုတ်ဘူးလို့ပြောဆိုထားပါတယ် စီရင်ချက်အရ2024ခုနှစ်ကဖြစ်ပွားခဲ့တဲ့ကျောင်းသားတွေဥဆောင်တဲ့လူမှုအောင်ကြမှုတွေအတွင်းအင်အားသုံးအကြမ်းဖက်ဖြိုခွင်းဖို့တိုက်ရိုက်အမိန်ပေးခဲ့တဲ့အထောက်အထားတွေကိုတရားလူတွေကတင်ပြနိုင်ခဲ့တယ်လို့ဆိုပါတယ်ကုလသမဂ္ဂရဲ့အစီရင်ခံစာအရဒီဖြိုခွင်းမှုတွေအတွင်းမှာလူပေါင်း1400အထိသေဆုံးခဲ့ရပြီးထောင်ပေါင်းများစွာဒဏ်ရာရရှိခဲ့ပါတယ်ဒါဟာ1982ခုနှစ်လူလက်ရေးစစ်ပွဲနောက်ပိုင်းဘင်္ဂလားဒေ့ရှ်မှာအဆိုးအဝါဆုံးအကြမ်းဖက်မှုဖြစ်ပါတယ်ဒီစီရင်ချက်ဟာရှေ့ဟာစီနာရဲ့ ်အဝမီလိဂ်ပါတီကိုဝင်ရောက်ရှင်ပြိုင်ခွင့်ပိတ်ပင်ထားတဲ့လာမယ့်ရွေးကောက်ပွဲမတိုင်ခင်မှာထွက်ပေါ်လာတာဖြစ်လို့နိုင်ငံရေးတင်မှတ်မှုတွေကိုပုံမမြင့်တက်လာစေနိုင်တယ်လို့လေးလာသူတွေကသုံးသပ်ပါတယ်ဆေးဟာစီနာကလည်းသူ့ကိုထောက်ခံသူတန်းတဲ့ချီဟာရွေးကောက်ပွဲကိုသပိတ်မှောက်လိမ့်မယ်လို့သတိပေးထားပါတယ်လက်ရှိမှာတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုနိုဘယ်ငြိမ်းချမ်းရေးဆုရှင်မိုဟာမက်ယူနုဦးဆောင်တဲ့ဂျာဖြစ်အစိုးရကအုပ်ချုပ်နေပြီမယ်နိုင်ငံရေးတည်ငြိမ်မှုကတော့ပြန်လည်ရရှိလာခြင်းမရှိသေးပါဘူး